အားလုံးပဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်အတွက်ကိုကိုကိုဝေဖန်တိုက်ခိုက်တာတွေကိုရက်တက်မှာဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ကိုကိုကိုဝေဖန်တိုက်ခိုက်တာကိုရက်တက်မှာကိုကိုကိုအပြစ်တင်ဖို့မလိုပါဘူးလူတိုင်းအမှားလုံးမိကြမှာပါပဲ အမားနဲ့ကင်းတဲ့လူသားဆိုတာလောကကြီးမှာမရှိပါဘူးကိုကိုကိုအရှုံးသမားလို့မြင်ဖို့မလိုသလိုရီမန်းချက်တွေအိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်ပါမလားဆိုပြီးတန်တရားရှိနေဖို့မလိုပါဘူးအမြဲကိုကိုကိုအကောင်မြင်ပါအရာရာတိုင်းဟာအကောင်ဆုံးဖြစ်လာမှာအသေးချာပါပဲမလိုမုန်းထားသူတွေရဲ့ဝေဖန်အဖြစ်တင်တန်းတွေအကြံဉာဏ်တွေကိုမယုံမိပါစေနဲ့လူတွေဟာတယောက်နဲ့တယောက်မကောင်းပြောတတ်ကြပါတယ်ကိုကိုမကောင်းပြောတဲ့သူတွေဝေဖန်တိုက်ခိုက်တဲ့သူတွေရှိလာမှာပါ ါပါတို့ပေမဲ့လို့လည်းဝေဖန်ကိရက်မှုတွေအောက်မှာကြာရှုံးမသွားစီပါနဲ့နားမဝင်ပါစီနဲ့ဒီအစားကိုကဘလောက်ကြံ့ကြံ့ခံနိုင်တယ်ဘလောက်ဆွန်းဆောင်နိုင်တယ်ဆိုတာကိုတက်တည်ပြလိုက်ပါလွယ်လွယ်အရှုံးပေးတတ်တဲ့အကျင့်ကိုစွန့်လွတ်လိုက်ပါဘဝကကိုကိုလိန်မော်ဒီပေးရင်လိန်မော်ရင်လုတ်ပြီးဖြောတော့လိုက်ပါဘဝကအမြဲတမ်းကိုကိုစမ်းတက်နေပါလိမ့်မယ်စိန်ခေါ်နေပါလိမ့်မယ်တို့ပေမဲ့လို့လည်းကိုလုံးရမှာကကြောက်ဆောင်လို့ကြံ့ကြံ့ခံနိုင်ဖို့ပါပဲဘယ်တော့မှအရှုံးမပေးပါနဲ့ကြုံလာတဲ့ အရာရာတိုင်းကိုရင်ဆိုင်လိုက်ပါ ကိုဘဝမှာကိုတာပဲ့ကန်ရှင်ဖြစ်ပါတယ်ကို့မှာမရှိတဲ့အရာတွေအပေါ်မှာအလေးထားအယုံစိုက်တာကိုရှောင်ကျဉ်တင်ပါတယ်ကို့မှာရှိတဲ့အရာတွေနဲ့ကျင်းနဲ့ရောင်ရဲပါဘဝမှာကိုလိုတမျှအရာရာတိုင်းရဖို့ဆိုတာမဖြစ်နိုင်ပါဘူးကို့မှာဘာတွေရှိနေလဲအခြားသူတွေမှာဘာတွေမရှိဘူးလဲဆိုတာကိုသိပါကို့ရဲ့အခြေအနေဘလောက်ပဲဆိုးနေပါစေကို့ထက်ပိုဆိုးတဲ့သူတွေကဘာမှာရှိနေစမြဲပါပျော်ရွှင်ခြင်းကိုဝယ်လို့မရဘူးဆိုတာကိုသိထားပါ ပါဘဝမှာဘလောက်ပဲအောင်မြင်နေပါစေကြည်ကြည်နဲ့နဲ့မနေနိုင်တဲ့သူတွေရှိနေတတ်ပါတယ်ပျော်ရွှင်ခြင်းဟာငွေရှိမှရရှိလာတာမဟုတ်ပါဘူးရလာတဲ့ဘဝမှာပျော်ပျော်နေပါမိမိကိုယ်ကိုမိမိဝမ်းနဲ့အားငယ်တတ်တဲ့အကျင့်ကိုဖျောက်ပါကိုယ့်ကိုယ်ကိုအရှုံးသမားတယောက်လို့မတွေးပါနဲ့လူကောင်းတယောက်ဖြစ်လာဖို့အစွမ်းကုန်ကြိုးစားပါအတိတ်ကအမားတွေစီကနေတင်ကန်းစာယူပြီးရှေ့ကိုခီးဆရာပါမယ်ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုဘယ်တော့မှအချိန်မပေးပါနဲ့ဘဝဆိုတာတူတောင်းလွန်လ ာပါတယ်ကိုအနီးနားမှာကိုကိုကူညီပေးတဲ့သူတွေချီးမြှောက်တဲ့သူတွေစိတ်ဓာတ်မြင့်တင်ပေးနေတဲ့သူတွေလမ်းပြပေးနေတဲ့သူတွေနဲ့ပဲဝမ်းရံထားပါရီမန်းချက်ပြင်းပြင်းပြပြနဲ့ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားပါအိမ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော်ပါအသွေးမလုံးမနဲ့အရာရာတိုင်းဟာစီစဉ်ထားသလိုဖြစ်မလာတဲ့အခါစိုးရိမ်ပူပန်နေဖို့မလိုပါဘူးအခြေအနေတွေက ပြန်ကောင်းလာမှာပါ ကိုကိုကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ဖို့အရေးကြီးပြီးအခြေအနေတိုင်းကိုအကောင်းဆုံး းထိ ंछ ုပ်နိုင်ရပါမယ်။စိုးရင်စိတ်ကကိုယ့်ကိုအနံ့မယူပါစေနဲ့။လှုပ်ချင်စိတ်၊စူးစားချင်စိတ်သာရှိပါ။နီလန်းဆိုတာရှိစမြဲပါပဲ။ကိုမဟုတ်တဲ့အခြားလူတယောက်ဖြစ်ဖို့မစူးစားပါနဲ့။လူတိုင်းကိုယ့်ဘဝနဲ့ကိုပါ။ကိုဟာအခြားသူတယောက်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါပဲ။ကိုကိုကိုလေးစားမှုရှိပါ။ကိုဘလောက်ပဲစူးစားစူးစားပင်ကိုဗီဇကိုပြောင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာကိုသိထားပါ။ဖြစ်မလာတဲ့မျှော်လင့်ချက်တွေမထားပါနဲ့တော့။လူတွေစီကအများကြီး ီးမျောနေမထားပါနဲ့လူတိုင်းကကို့လိုမဟုတ်ဘူးဆိုတာကိုသိထားပါတစိမ့်တယောက်ကိုပိုင်ဆိုင်မှုဆိုတာမရေရာပါဘူးစွလွတ်ခဲ့ရတာဒီအတွက်လဲဝမ်းနေပါနဲ့ကို့ရဲ့အစွမ်းစားတွေကြံ့ကျင်မှုတွေကိုအတုံးချပြီးအောင်မြင်အောင်ကြိုးစားပါတညာတဲ့တည့်ရထဲနဲ့တော့မအောင်မြင်နိုင်ပါဘူးနှစ်တေလတွေပေးဆက်ရင်ရရှိလာမှာပါလူတွေဟာအလေးအကျင့်တွေကိုဖျောက်ဖျက်ရတာမကောင်းဘူးလို့ပြောပါတယ်ဒါပေမဲ့လို့လေဒီအလေးအကျင့်တွေကိုစွန့်လွတ်မယ်ဆိုရင်ပူကောင်းတဲ့ဘဝမျိုးကိုပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါကြ ောင်တင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲလုံခြုံအေးချမ်းပြည့်ရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါစေကျမကတော့ Sister Regina မူမူခိုင်ပါ